ကဲကျွန်တော်တို့က10ရက်နေအတွက်ပေါ့နော်10ရက်လေးလပေါ့နော်10ရက်လေးလအတွက်ကြီးကြမယ်ပေါ့အဲ့တော့ပထမဆုံးနေကျွန်တော်ဗာလေးစပြမယ်လုံးပိုင်းဆိုင်ပေါ့နော်လုံးပိုင်းဆိုင်လေးစပြတော့မယ်ဆိုင်စပြမယ်ဆိုရင်เนี่ยဒီမှာဒီဒီ ုနှစ်တော့ဒီလေးကိုနှစ်လေးနော်ကိုရနှစ်လေးပေါ့ဗာရကိုနှစ်ပေါ့တော့ဒီတင်းနေလေးနဲ့ပေါ့တော့ငါငါဘိုင်တော့ရတော့ဒါလုံးမိုက်ဆိုင်ပြငါဘိုင်တော့ရငါဘိုင်ဒီမှာပြီးရနော်တခါတခါကျွန်တော်ဒီမှာဒီလေးပေါ့တော့ငါငါနဲ့6နဲ့ပေါ့တော့ ကျွန်တော်ဒီပိုင်းရနော်ဒီပိုင်းนี่ကျွန်တော်ညီမပေးတယ်ဒါဆိုရင်ねကျွန်တော်ညီမတစ်ချောင်းဘောင်းတော့ခွန်းခွန်းနဲ့လေးနဲ့ဘောင်းတော့ဒီနော်ဒီပိုင်း sorry ဒီပိုင်းနော်အဲ့ဒီပိုင်းอ่ะဒီဘွဲမှာပေးဒါဆိုနံပါတ်တော့ဆိုရင်ကိုလေးပေါင်းတော့ တော့သုံးနဲ့လေးနဲ့ပေါ့နော်ခွန်ဆိုတော့မလဲဘုံကခွန်ပိုင်းရှိတယ်နော်ခွန်ပိုင်းရှိတယ်ပြောပြီးတော့မလဲဘာ10ရက်လေးလာ2025နော်မနေ့မနေ့တော့ကကျွန်တော်ခွန်ပိုင်းရှိတယ်နော်ခွန်ပိုင်းခွန်ပိုင်းရှိတယ်ဟုတ်ပြီနော်ခွန်ပိုင်းရပါတယ် ပိုင်ရလာပြီဆိုတော့နောက်တစ်ခုနော်နောက်တစ်ခုကကျတော့ one chain ပေါ့နော်နောက် one chain တစ်ခုကပါလဲပေါ့ကျွန်တော်ဝိုင်းလေးနဲ့ပြအင်းလည်းပြမယ်ဆိုရင်တော့ဘယ်နာနေစမ်းလဲ ခဏလေးနောက်တစ်ခုပါကြတော့ဒီဘက်မှာနော်ဒီနားမှာ3ရေ6ရေ9ရေပေါင်း36ကိုပေါင်း36ကိုပေါင်းရင်းဒီကျွန်တော်တို့ပါရလဲဆိုရင်

6ရင်တည့်ရပုံနော်ဆိုတော့ဘာရတချောင်းဝင်နေပြီနော်တချောင်းဝင်နေပြီရတယ်အဲ့ဒီကတင်ကြီးတယ်တခါကျွန်တော်6ရင်ရှိရယ်9ရပုံ၄ကိုပေါင်းရင်3နော်3ရှင်းဝင်နေ3ရှင်းဝင်နေနေရရှင်းကြီးတယ်ဒါဆိုရင်မနက်မှာတက်ဆိုရင်ရှိရယ်တည့်ရယ် ပေါင်းလို့ကိုကိုနဲ့ဒီရရှင်းနဲ့ပေါင်းခွန်ခွန်နဲ့ဝိုင်းကြီးနော်ခွန်နဲ့ဝိုင်းကြီးအဲဆိုတော့ခုနကတော့ခွန်ပိုင်းအခုခွန်နဲ့ဝိုင်းကြီးနော်အဲလိုမျိုးဒါပြီးတော့တွေ့ရတယ်ခွန်ပိုင်းခွန်နဲ့ဝိုင်းကြီးအဲလိုတွေ့ရတယ်ကဲဟုတ်ပြီဆိုတော့ကျွန်တော်နောက်ထပ်ဝိုင်းကြီးတစ်ခုဆက်ပြမယ်နော်ခွန်နဲ့ဝိုင်းကြီးရတယ်အဲ့တော့ဝိုင်းကြီးက ီနားမှာပဲเนาะဒီခွန်သုံးပေါင်းခြင်းကတဲ့ကျွန်တော်တို့တုံညာရတယ်เนาะတုံညာငါးဝန်းကျင်အဲ့ဒီကကျွန်တော်ငါးညိเนาะဒီမှာငါးညိဒါကဒီ၃ငါးပေါင်းခြင်းက၈၈ဝန်းခြင်းနေရာဒီ၈ညိရယ်เนาะအဲ့မှာ၈ဒါဆိုရင်ဒီမှာ9တပေါင်းရင်6 6တဝန်းကျင်နေရ6တဝန်းကျင်နေရဒီမှာ6 တင်ကြီးတယ်နော်အဲ့တည်းဒါဆိုရင်ဒီမှာတိရှိပေါင်းရင်ကိုအလုံးလောက်ကားဒီကျွန်တော်တို့ကိုလေးဝန်းကျင်ရှိတယ်နော်ကိုလေးဝန်းကျင်ကိုလေးဝန်းကျင်ရှိတယ်ကဲဟုတ်ပြီနော်ကိုလေးဝန်းကျင်ရတာလေနောက်တစ်ခုကကြတော့ကျွန်တော်လုံးပိုင်းတစ်ခုရှိတယ်နော်လုံးပိုင်းတစ်ခုရှိတယ်အဲ့ဒါပါလေပေါ့နော် အဲ့ကောင်ပါလေဆိုရင်ဒီမှာဒါလေးနဲ့ပြသူရတဲ့ဒီ6ရက်3ရက်တုံးရက်ပေါင်း6 3နှစ်ပေါင်း6နှစ်ပေါင်းရင်ကတည်ရတယ်နော်တည်ရတယ်ဒီပေါင်းပါ6အဲ6ကဒီမ6လုံးပိုင်းပြီး နော်၆လုံးမိုင်ပြီးရနော်တခါဒီမှာလေးရေလေးရေငါရေလေးသူတော့ပါရလေးငါလေးသူရှင်းငါစတော့တော့ဘာวะရှစ်အရှစ်ဒီရှစ်ပါနော်ရှစ်ဒီရှစ်ပါ တခါဒီမှာ6ရေတိရေ6ရေ300ရယ်နော်6တိ6ဒီ300ရယ်300ရပါပါဒီတဲ့ shit ဒီ shit ဒီတဲ့ shit ပါနော်ဒီလိုမျိုးပြီးနေအဲ့တော့မလကန်တော့ဆိုကျွန်တော် shit shit ရှိရှိပေါင်းရင်6 6နဲ့4နဲ့ပေါင်းတော့300နော်300 တုံညာရပြီတုံညာပါပါငါဒီငါဒီငမငါငါပါတော့ငါပါအဲ့ဒါရှိတယ်နော်ငါပါရှိတယ်ငါပါရှိတယ်နော်ကဲငါပါရှိတယ်အဲ့တော့ငါငါအတွက်ပါရှိလဲနော်အဲ့ဒါကျွန်တော်ကနေ တွေ့ကြည့်ကြမယ်ဒီလိုကနေတွေ့ကြည့်ကြမယ်တွေ့ကြည့်မယ်ဆိုတော့ကျွန်တော်စေရည်နေပါနော်စေရည်မြင်ရလားမြင်မရနေလိုက်သေးပါတော့တော့စေရည်လေးလာ25ဘောနော်မနေ့မနေ့ပိုင်းတော့မနေ့7နာရီ10မိနစ် တမင်းနေတမင်းနေကကျော်လုံးပိုင်းနေနေရလုံးပိုင်းနေနေကတော့ခွန်ပိုင်းရှိခွန်ပိုင်းရှိငါးပိုင်းရှိเนาะချိန်နေနေရကျွန်တော်တို့ချိန်နေနေရကိုလေးချိန်ရှိเนาะကိုလေးချိန်ရှိရတော့ခွန်နှစ်ချိန်ရှိခွန်ခွန်နှစ်ချိန်ရှိเนาะခွန်နှစ်ချိန်ရှိ ဟုတ်ပြီအဲ့တော့တွဲကြည့်ကြရအောင်နော်ခဏတွဲကြည့်ကြရအောင်မမီနော်ခဏတွဲကြည့်မယ်ဟုတ်ပြီခဏတွဲကြည့်မယ်ဆိုရင်မားရရှိမယ်ဒီမှာရှောင်းနေပြမှရတာမင်းနဲ့ပြလို့မရမင်းစိမ့်နေပြတွဲကြည့် ဆို9လေးနဲ့9နှစ်နဲ့ကိုရင်တွဲမယ်ဆိုရင်9 sorry 9ခု9ခုရှိမယ်နော်9 9နှစ်ရှိမယ်ပြီးရခါကြတော့4ခု4နှစ်ရှိမယ်နော်ဒါဆိုတော့လုံးပိုင်းနှလုံးတွဲမယ်ဆိုရင်9ရှိမယ်နော်9ရှိမယ် ွန်9ရှိမယ်။နောက်ပြတော့ခွန်နဲ့ဒါဒီမှာတွဲပြီးသွားဆို9နဲ့တွဲရမယ်။9နဲ့တွဲလို့ဆိုရင်9 9နဲ့9ခွန်9နှစ်ရှိမယ်။ပြီးတော့9 9ပြီးတော့ကျတော့9 4ရှိမယ်နော်။8 8ခွန်ရှိမယ်။8 8ခွန်ရှိမယ်။နောက်တစ်ခုဖြစ်နိုင်ရည်တစ်ခုနော်။ဖြစ်နိုင်ရည်တစ်ခုကနည်းနည်းလေးအရှံပေါ့။ ့ရှစ်ထိပ်ဘာလို့ရှစ်ထိပ်ကဘယ်လိုမျိုးရှိလဲဆိုရင်သူကဒီမှာအနီးနဲ့ပြလိုက်ရအနီးနဲ့ပြမြင်တာနော်သူကဒီမှာခွန်ထိပ်ကခွန်ထိပ်ကြဒါကသုံးထိပ်ကသုံးထိပ်ကြနော်အဲ့တော့ဒီမှာ6ထိပ်က6ထိပ်ကြဒါဆိုရင်ကျွန်တော်ဒီပြင်မှာရှစ်ထိပ်ကရှစ်ထိပ်ကြနိုင်တယ်နော်အနီးသာရှိတယ်ဒါ၄၄၄ပင်ကပ်ပါနော်အဲ့လိုမျိုးရှိရဲဆိုတော့ အဲ့ဒါလေးတစ်ချက်လည်းကျွန်တော်တို့ပြန်ပြီးတော့သတိထားလို့သတိထားမယ်ဆိုတော့ဒါဒီကျွန်တော်ခင်းနေပတ်တဲ့လုံးပိုင်းလေးနဲ့ကျွန်တော်တွဲမယ်ဆိုရင်တွဲလို့ရတယ်နော်ရှစ်ကြမယ်ဆိုရင်ရှစ်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်အစိမ့်နဲ့ပြတာရှစ်ခွန်နဲ့နော်ရှစ်ခွန်ရေရှစ်ခွန်ရေရှစ်ငါးရေ အဲ့ဒါထည့်ရမယ်နော်နောက်တစ်ခုက89 89ရေးထည့်ရမယ်နော်အဲ့ဒါဒီမှာအဲ့တော့နည်းနည်းတော့ဒီ1 2 3 4 5 6 9 10 11ခုဖြစ်တာအဲ့ဆက်တဲ့ဘက်တည်းကတော့ဘယ်ကောင်လေးတွေကောင်းလဲပေါ့နော်ကျန်တာတော့အရင်ပေါ့အရင်တို့ဆက်တဲ့ဘက်တည်းကကျွန်တော်တို့ဒီလုံးလိုက်နှလုံးတွဲတဲ့ကောင်နော်အဲ့ကောင်ခြိုက်တယ်နော်နောက်ကြတော့ကျွန်တော်90ခြိုက်တယ် 95ကြိုက်တယ်နော်95တကွနှစ်ကွသုံးကွနော် main နေနေသုံးကွရှိမယ်နော်အော်ကြတော့နောက်တစ်ခုကတော့92 98တကွယ်2ကွယ်3ကွယ်4ကွယ်နော်အဲ့4ကွယ်ခြိုက်ပါတယ်နော်ဘိုင်းကတော့ခွန်ဘိုင်းနဲ့ငါးဘိုင်းနဲ့ နော်သုံးပိုင်းနှလုံးခွန်ပိုင်း၅ပိုင်းရှိပါတယ်ဒါတွေကတော့အရင်အနေနဲ့တို့ပေါ့ရှစ်ခွန်လို့ရှစ်ငါလို့ရှစ်ကိုလို့အရင်ပေါ့နော်၅နှစ်တို့၄နှစ်တို့နော်၄ခွန်လို့အဲ့ဒါလေးရန်တို့၉ခွန်ရယ်ကျွန်တော်၉ခွန်ရယ်၉နှစ်ရယ်ခွန်၅ရယ်ခွန်၅ရယ်အဲ့ဒါရယ် main တို့အဲ့လေးခွဲ main main လေးခွဲဖြစ်ပါတယ် ကြရအောင်ပဲခံကောင်းကြပါလေတခါမနဲ့